မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမြတ်သိန်းရေးသားသောနတ်တောင်တို့ဒုတိယအကျဉ်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုဒ္ဓဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် တစ်တော့ရာရှိကျွန်ုပ်ဦးအောင်တန်းသည်ဒုတိယကမ္ဘာစစ်မဖြစ်မီကတောင်ငူမျိုးအရှိတ်တောင်ပေါ်ကျေးရွာဘောဂလီကြီး၌အခြေဆိုင်၍တစ်ထုတ်လို့ရေကိုလုတ်ကိုင်းခဲ့ရာဘောဂလီကြီးအရှိတ်ဆယ်ဝန်းခန့်အကွာရှိပေ6000ခန့်မြင့်သောနတ်တောင်ကြီးအလဲရှိရေအိုင်ထဲမှလာပြင်းညမှထွက်သောနွယ်ရှင်ပန်းတစ်မျိုးနှင့်တွေ့ခဲ့မှုသူဖြစ်နတ်တောင်ကြီးအောက်ခြေရှိရွာများမှရွာသားချို့သည်ထိုနတ်တောင်ထိပ်တွင်ထူးဆန်းသောနတ်ပန်းရှိသည်ဟုရှေးလူကြီးများပြောခဲ့သည်ကိုဟုတ်ဟုတ်မဟုတ်ဟုတ်တွားရောက်စုံစမ်းရာမှပျောက်ဆုံးသွား ါ်ကြ၏။နတ်တော်အောက်ခြေရှိရော်တရော်မှရော်တကြီးကရော်သားများပြုတ်ဆုံးရခြင်းကိုစုံစမ်းပေးရန်အခုအညီတောင်းလာသဖြင့်စွန့်စွန့်စားစားအလုပ်လုပ်ရန်ဝါသနာပါသောကျွန်ုပ်ဦးအောင်တန်းသည်လိုင်စင်ဖြင့်ကန်ဆောင်ထားသောနှလုံးပြူတနက်ဖြင့်လာပြည်နေညတွင်တက်တိရှိသောရော်သားချို့နှင့်ကျွန်ုပ်၏တပည့်ချို့တို့နှင့်အတူနတ်တော်တို့သွားသည်။ရှေးလူကြီးများကထိုနတ်ပန်းသည် လာပြည်နေညမှထွက်လာလေရှိသည်ဟုပြောသွားကြောင်းကိုလည်းကျွန်ုပ်သိရ၏။ ကျွန်တို့သည်လပညာတွင်ထိုးတောင်းထိန်၌စကန်းချနေကြစဉ်ညသကောင်ရ၌လကကျွန်တို့၏ဥကောင်းပေါ်သို့တဲ့တဲ့ရောက်ခါနေ၌ကျွန်တို့သည်အလွန်မှွေးသောပယနံတစ်မျိုးကိုစတင်ရ၏ထိုအနံ့ရပြီးကျွန်တို့တို့လရောင်အကူညီဖြင့်တောင်းထိန်ကလက်ရှိရေအိုင်ထဲမှပဝင့်ဖြူဖြူကြီးတစ်ပွင့်ကိုတွေ့ရပြီးတစ်ချိန်ထဲမှာပင်ရေထဲမှရှဲရှဲမြည်တမ်းများထွက်လာပြီးຫນွယ်ကျိုးတစ်ဖွဲအမြင်တမ်းများသည်အရက်လေးမျက်နှာသို့ပြန့်ထွက်လာ၏ ျွန်ုပ်ကသတိထားရဟေဟုအော်ပြောရင်တနက်ကိုလည်းပြည့်ရန်အစ်အစ်အနေထားဖြင့်ကင်ထားလိုက်။နှွဲတမြင်သည်ရှေ့ဆုံးနှင့်ရက်နေသောသူ၏ခြေထောက်ကိုရစ်ပတ်လိုက်သည်ကိုကျွန်ုပ်တွေ့လိုက်သဖြင့်နှွဲရှင်ဟေ့ဓာတ်နဲ့ဖြတ်ပြီးအများဆုံးနောက်ဆုတ်ကြ။ထို့သို့ပြောရင်ဤနှွဲရှင်များသည်နှစ်ပန်းနှင့်ဆက်ဆက်မှုရှိရမည်ဟုကျွန်ုပ်စဉ်းစားမိသဖြင့်ကျွန်ုပ်သည်နှစ်ပန်းဝင်း၏အရင်ပိုင်းကိုချိန်ရွယ်ပြီးတနက်ဖြန်ပြစ်ထည့်လိုက်သည်။ ပန်းဝင်မှာကြေးမွသားသလိုပန်းမွေးအယိုးတံမှာလည်းပြတ်တောက်သွား၏အံအောပဲကောင်းဒီမှာပန်းမွေလည်းမရှိရိုးတံလည်းပြတ်သွားဒီမှာရေထဲမှာထွက်လာသောနွယ်ရှင်များမှလည်းအားပြော့ကတဖြည်းဖြည်းနဲ့ရေကန်နဲ့လျှော်ဆင်းသွားကြကုန်၏ကံကောင်းတဲ့ဟေ့နွယ်ရှင်တွေကငါတို့ကိုရေကန်နဲ့ဆွဲခေါ်ပြီးစားကြမလို့အရင်လူတွေပျောက်သွားတာလူသားစားတဲ့နှက်ပန်းရဲ့အစာတွေဖြစ်သွားလို့ကဲကဲငါတို့ပြန်ကြစို့ဤဒီမှာနှက်တောင်ထိတ်သူကျွန်တို့ပထမဆုံးအချိန်ရောက်စဉ်ကဖြစ်သည် ထို့ဖြစ်ရဖြစ်ပြီးနောက်6လကျော်ကျော်အကြာ၌နတ်တောင်တို့ဒုတိယအကြိမ်ကျနှုပ်တော့ရဖို့အကြောင်းဖန်လာပြန်။အငိးစာရုခ္ခဗေဒကတိကဥပလာနဲ့သူသမီးမလမြင့်တို့သည်နတ်တောင်ကနှစ်ပန်းသတင်းကိုတောင်ငူရင်ကြားရသောကြောင့်ကျနှုပ်နှင့်လာတွေ့ကြခြင်းဖြစ်သည်။ ဥပါလသမီးမလမြင်မှာလဲရုခဘေးကနေပြဖြစ်ပြီးမဟာသိပ်ဗံဘွဲအတွက်စာတန်းပြုစုရန်ကျွန်ုပ်ထံသို့ရောက်လာကြခြင်းဖြစ်သည်ကျမကစာတန်းအတွက်ပန်းမင်ပန်းဝင်မျိုးစုံကိုစုဆောင်ပြီးစာတန်းပြုစုနေတာပါနတ်တောင်ကနတ်ပန်းကိုကိုရွေ့လေ့လာခြင်းလို့ပါဟုပြောသည်တက်တက်နဲ့ပြစ်လိုက်လို့ပျက်စီးသွားပြီပဲဟုကျွန်ုပ်ကပြောရာသားဖားနှစ်ယောက်စလုံးက ပြန်ရှင်ကောင်းရှင်လာနိုင်တယ်ဟုပြောကြ၏ဝေးတယ်ဆရာကြီးတို့ပင်ပန်းမာလိမ့်မယ်ဟုကျွန်တော်ကပြောရာသူတို့ကအပင်ပန်းခံနိုင်ပါကြောင်းထိုနေရာကိုလေ့လာလို့၍လိုက်ပို့ပေးပါရန်မေတ္တာရက်ခံသောကြောင့်ကျွန်ုပ်သည်သူတို့သားဖကိုနတ်တောင်သို့လိုက်ပို့ပေးရန်သဘောတူလိုက်၏ကျွန်ုပ်သည်နတ်တောင်ထိပ်သို့ဒုတိယအကြိမ်သွားရပါဦးမည်လပြည့်နေ့မတိုင်မီနှစ်ရက်လိုတွင်ကျွန်ုပ်တို့သည်နတ်တောင်အောက်ခြေရှိရွာသို့ရောက်သွားပြီးနာနာနေနေနေကြပါသည်ကျွန်ုပ်သည်ယခင်ပထမတစ်ခေါက်ကလူများကိုပင်ခေါ်လာခဲ့ပါသည်အဖိနှင့်ညနေဆောင် ဲကျွန်တို့တို့ဒီတောင်ပေါ်သို့စတတ်ကြပါသည်သူတို့သားဖသည်ကျွန်တို့တို့လောက်မတက်နိုင်ကြပါသို့တော်သူတို့ဒီဇွဲကောင်းကြ၏ည9နာရီခန့်၌တောင်ထိပ်အောက်ဖက်ပေတရာခတ်နေရာတွင် ကျွန်တို့တို့စခန်းချပါသည် လာပညာ၌ပြည့်ဖြိုးနေသောလာမင်းကြီးသည်ထိမ့်ထိမ့်သာနေ။ကောင်းငင်တွင်မိုးသားများမရှိ။လူရမယ်ရဓာတွေကိုတော့အသင်ဆောင်သားခဲ့ကြပါ။အခြေအနေကဘလို့မှမသိဘူးဟုကျွန်ုပ်ကအားလုံးကိုပြောလိုက်ပါသည်။ဥပါလာတို့သားဖကိုကျွန်ုပ်တို့အနီးမှလိုက်ပါကြရန်ကြိုတင်ပြောထားပါသည်။ည7:00နာရီကျော်လာလေပြီ။ ျွန်ုပ်တို့တွေသည်တိတ်ဆိတ်စွာဖြင့်အခြေအနေကိုစောင့်ကြည့်နေကြသည်။လာမင်းကြီးသည် ကျွန်ုပ်တို့၏ဥကောင်းပေါ်တဲ့တဲ့သို့တဖြည်းဖြည်းတက်လာရာဥပလာတို့တာဖကအရေခံရှိရာသို့တွားရအောင်ဟု ကျွန်ုပ်ကိုပြောသဖြင့်ကျွန်ုပ်ကသွားတာပေါ့ကျွန်တော်ကရှေ့ကသွားမယ်ဟုပြောပြီးကျွန်ုပ်ကတနက်ကိုပြစ်ရအနေထားဖြင့်အသင့်ပြင်၍တလန်ချင်းလန်သွားသည်ကျွန်ုပ်တို့တောက်ထိတ်ရေကန်နှခမ်းသို့အရောက်နိုင်လာမင်းကြီးသည်ကျွန်ုပ်တို့ခေါင်းပေါ်သို့တဲ့တဲ့ရောက်လာပြီးရေကန်ဤရေမှာတဖြည်းဖြည်းလှုပ်လာသည် ပန်းဖူကြီးတခုရေထဲမှာထွက်လာပြီးရေပေါ်ရောက်သည်နဲ့ပွင့်အာသွားပါတော့သည်ဟဲပန်းဖူကြီးလှလိုက်တာမလမြေနှုတ်မှာအတန်ထွက်သွား၏ပွင့်လာသောပန်းမှာမှွေးရင်းသောရဏလည်းထွက်လာသည်တိတ်မွေးတဲ့အစိတ်ဖြစ်နိုင်နဲ့မရှူကြနဲ့နှာခေါင်းကိုစီးထားဥပလာ၏အတန် ထို့တခဏ၌ရေကန်မှာပိုး၍လှုပ်ရှားလာကရေထဲမှာအမြင်တမ်းများ၊နှွယ်ကျိုးအမြင်တမ်းများထွက်လာ၏။အရက်လေးမျက်နှာတို့ပြန့်ထွက်လာ၏။၎င်းအမြင်တမ်းများသည်ကျွန်ုပ်တို့ရှိရာသို့တရွေ့ရွေ့လာနေသည်ကိုလက်ရောင်ကူညီဖြင့်တွေ့ရ၏။အစဲရောင်အမြင်တမ်းနှွယ်များကလက်တန်းထက်ဝက်ခံအလုံးတုပ်၏။ ရှေ့မတို့ကြနဲ့နောက်ဆုံးကြနောက်ဆုံးကြကျွန်ုပ်ဒီကျွန်ုပ်ဤအနည်းရှိဥပလာတို့ကိုလှမ်းဆွဲထားလိုက်ရသည်သူတို့ကပတ်မွင့်နဲ့နှွယ်တန်းများကိုစိတ်ဝင်စားနေရာဥပလာဤခြေတော့ကိုနှွယ်တမြင်ကဆွဲပတ်လိုက်သဖြင့်ဥပလာလဲကြသွား၏ကျွန်ုပ်ဒီဓားကိုဆွဲထုတ်ပြီးနှွယ်ချုပ်ကိုဖြတ်၍တက်နှက်ဖြင့်ပတ်မွင့်ရှိရာသို့ချိန်ရွယ်၍ခတ်တော့တော့ပြစ်ထည့်လိုက်ရာ ပထမအချိန်မှာကဲ့သို့ပင်ပတ်မွင့်သည်ကျေးမွသွားပြီးအရင်မှလည်းပြတ်ထွက်သွားလေတော့သည် အော်ဩစရာပဲကံကောင်းလို့ဥုံတန်းကလက်ဥပေလို့မလမြင်သည်သူ့ဖခင်ကိုဆွဲထုတ်ရင်းပြောသည်။နတ်ဘန်းဟာပြန်ရှင်လာပဲမျိုးမပြုတ်ဘူးဟုကျွန်ုပ်ကပြောလိုက်သည်။ကျွန်ုပ်တို့သည်တောင်အောက်သို့တဖြည်းဖြည်းဆင်းလာကြသည်။ငါကဒီနွယ်ရှင်တွေကိုတော့ကြားဘူးယုံကြားဘူးတာအခုမှကိုရစ်ကြုံနေ။နောက်ပြီးဒီလိုလှပပြီးအနက်မွေးတဲ့ပန်းမျိုးကိုလည်းအခုမှပဲမြင်မှုတော့တယ်။ဥပလာကတောင်အောက်သို့တဖြည်းဖြည်းဆင်းလာရင်းပြောလိုက်သည်။ကဘာဝဟာတိတ်ထူးဆန်းနေ။ဒီကဘာမှာငါတို့မသိတာတွေအများကြီးပဲရှိတယ်။ ဥပလာသည်ဆက်လက်ပြောလိုက်ပြီနောက်နှစ်ရကြာသောအခါဥပလာတို့တာဖသည်ကျွန်ုပ်အားကျေးဇူးတင်ပါကြောင်းကိုလိုက်လိုက်လဲလဲပြောပြီးတောင်းငူသို့ပြန်သွား၏နောက်တစ်နေ့အကြာ၌အာရှတွင်ဒုတိယကမ္ဘာစစ်မီးကြီးထထောက်လေးအားကျွန်ုပ်သည်တောင်းငူသို့ပြန်၍အထက်မှညွှန်ကြားသည့်အတိုင်းအလုပ်များကိုရပ်ဆိုင်းလိုက်ရပါသည်အထက်လူကြီးကကျွန်ုပ်အားအိန္ဒိယပြည်သို့လိုက်ရန်ခေါ်တော်လဲကျွန်ုပ်မလိုက်ပင်ဂျပန်ခေတ်၌တောင်းငူ၌နေရင်ဥပလာနှင့်ပိုး၍ရင်းနှီးသွားကဂျပန်ဝင်လာပြီးတစ်နှစ်ကြာ၌ကျွန်ုပ်နှင့်မလမြင်သည့်ဘဝတသက်သာအဖော်မှုများ များဖြစ်သွားကြပါတော့သည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်